ခင်ဗျားတို့ကဟိုဟာတက်လာခဲ့ဒီလေးကေကောဟိုတထောင်ကျော်တက်တယ်နောက်တော့3000တက်လာလဲခင်ဗျားတို့ပေးအောင်မှာပဲနေရာကတော့ပေးနေအောင်မှာဟိုလေးကေကောလည်းမဟုတ်ဒီဘက်ဆက်တက်ခဲ့အောင်ပေးအောင်မှာပဲဒါပေမဲ့ဒီဘက်ကတော့နောက်ဆုံးဖြစ်လို့ဖြစ်သွားတော့မှာမလွှဲတော့လို့ဖြစ်သွားတော့တယောက်နှစ်ယောက်ခင်ဗျားတို့200 300အော်တိုလာနေသေးနေပြီမှာဒီဟောတာလာလို့နဲ့ဘာမှမဟုတ်ဘူးခင်ဗျားသားမီးကိုခေါ်ပြီးတော့တိတ်ဆန်တာဝေးဘယ်ငိုတဲ့ကောင်တွေတော့ရှိတယ်ဆိုရှိတယ်အာတိုင်းမှုပို့တဲ့ငိုတာ ฮัลโหลငါပြောတာလေဒီစစ်မင်းစစ်လော်ဘီတွေကမင်းဒီမြောက်ပေးနေတာ မင်းတို့ဒါလုံးဝမသိတော့ဘူးเนาะအဲ့တော့မင်းတို့ဒီစစ်စင်ရေးတွေမှာဆိုရင်လည်းမင်းတို့ဒါဟိုနယ်မြေရရှိဖို့လူဘလောက်တည်တည်ဆိုတဲ့သဘောပေါ့ကျွန်တော်တို့ပါစားတွေကိုခေါ်လာတိုင်းပါတော့ကတော့အဲ့တော့ဒီတိုက်ပွဲဒီစစ်စင်ရမင်းတို့ဘာမှပူစရာမလိုဘူးမင်းတို့အနည်းဆုံးလက်နက်ငယ်တော့တယောက်ဆယ်ကိုကျက်တောင်မပြရဘူးတဲ့အပေါ်ကလင်မြန်နေတဲ့ကျဲအဖုံးနေတဲ့အဲ့လိုမျိုးချားရုံနဲ့နောက်ဆုံးဆယ်ကိုလောက်ကြံတဲ့အောင်အဲ့လိုမျိုး အဖွဲလိုက်ဝိုင်းသိမ်းရမယ်ပေါ့ဟာအဲ့လိုအဲ့လိုမျိုးနဲ့အာမင်းတို့ဘာ drop ဘုံနေနဲ့ချပေးမယ်နေရင်နေနဲ့ကျဲပေးမယ်မင်းတို့ဘာမှဖြစ်စရာဘူးနောက်ဆုံးလေရင်နဲ့လာမကျဲပါရင်နဲ့ဆူတောင်းတယ်ဟုတ်ကဲ့လေရင်နဲ့ကျဲလို့ရှိရင်နောက်နေမနေကြအတန်လေပဲဟာလေလာပြီးတက်ခိုင်းလို့တက်ခိုင်းတက်ရင်ပဲရောက်သွားတယ်သွားတယ်သင်းကြိုင်ကုန်ရတက်တက်ဆိုတော့လည်းသင်းကြိုင်ကုန်ရောက်ပဲအဲ့တော့ကျွန်တော်ပြောပြရင်ခင်ဗျားတို့ကယုံမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်သူများဘဝတွေကိုကျွန်တော်လှောင်စားနေတာမဟုတ်ပါဘူး ဒါဒီပါစတွေကိုတိုင်ကြုံတွေ့ခံစားနေရတဲ့တိုက်ပွဲတွေဖြစ်ပြအဲ့တော့ဒီစစ်ကောင်စီလော်ဘီတွေကပြောတယ်စစ်ကောင်စီလော်ဘီတွေကပြောတာဗောနော်အားတဲ့ငါတို့ဘက်ပဲတည်ပြီးတော့တယ်ဒီကောင်တွေဘက်ကမတည်တာတယ်ဒီကောင်တွေကပါရင်းချောင်းမို့လို့လားတဲ့အဲ့တော့စစ်ရဲ့သဘောတဘာဝကိုမသိလို့ပြောတာဖြစ်တယ်ပေါ့နော်။မိပါရင်းကြဟုတ်လို့မသိတာလား။ဘာကြောင့်မင်းတို့အသေးများတာလဲ။မင်းတို့နိုင်ခွင့်သိမပြောပြလိုက်။ဘာကြောင့်အသေးများလဲ။မင်းတို့ပြောပြလိုက်။ပြော။နိုင်ခွင့်ဆိုတာလည်းမသိဘူး။ဒါပေမဲ့သူတို့က တက်ဆိုပြီးတော့ရှေ့ကိုထိုးတင်တယ်ဗျာအဲထိုးတင်တော့ရိုင်းမဲတက်လာအဲ့အဲ့ချိန်ကျတော့သူတို့တန်တွေကအရှိရမပါဘူးဟိုမပါဘူးပါစတွေကြီးပဲပါစတွေကြီးပဲမိုင်းနေပြီလဲပါစပဲอืมတိုင်ပိုင်းထီလည်းပါစားပဲဒုံးနဲ့ထီလည်းပါစားပဲอืมတို့အကြီးအကဲတွေကဘုံကနောက်မှများတယ်အဲ့လိုတက်လို့အဲ့လိုတက်ခိုင်းလို့တက်ပေးပါတယ်ကျွန်တော်ဘက်ကတော့တန်ဝင်နဲ့ဝဲတရားကြည့်အောင်အဲ့ချိန်မှာထီရမလားလက်မကြည့်ဘူးတာကြီးတက်တာပြေးပြီတို့ပြေးပြီဟုတ်လားပြေးပြီ အဲ့တော့မင်းတို့အဲ့ဒါကြောင့်မင်းတို့အဲ့လိုမိုင်းကွင်းလဲနားမလဲတက်ကွင်းလဲနားမလဲဘာမှမသိဘူးအဓိကသွားမဲ့နေရာကိုရောက်ရမယ်ဆိုပြီးအတင်းထိုးတင်တော့တတ်တော့အသေးပြောက်နေရကုန်အော်နေမြေတွေရသွားတော့ဒီဘက်ကဟိုဘယ်လိုပြောပြတ်တက်လို့တော့မနိုင်တော့လို့နေမြေဆုတ်ပေးလိုက်ရတဲ့အချိန်ကျတော့ဒါမင်းတို့ကအောင်ပွဲခံပြီဘလောက်သေးလဲဆိုတာတော့မပြောတော့ဘူးအဲ့တော့၄ကီလိုတိုက်ပွဲစဖြစ်တဲ့က၄ရက်အတွင်းကိုမင်းတို့ဘလောက်သေးတာခုနကတော့ဘလောက်ထိခိုက်တယ်ဘလောက်သေးထိခိုက်တယ်ရနဲ့သေးရနဲ့ဆိုကျွန်တော် ီဟိုမထွက်ခင်အထိတော့100ကျော်ရှိရအဲ၄ရက်အတွင်းတော့100ကျော်ရှိရနော်ကြောက်စရာကြီးနော်အဲ့တော့၄ရက်အတွင်းတော့100ကျော်တို့နောက်တန်းမိသားစုတွေကိုအကြောင်းကြားလာအကြောင်းကြပါဘာဘောတော့မှာ100ရောက်လောက်သေးလို့ရှိရင်900ရောက်လောက်ကိုတည်င်းပို့တယ်900ရောက်လောက်ကနောက်နေအတွက်ချမ်းသာသေးတယ်လေအခုလည်းဆိုနောက်နေကြရုပ်ရှင်ရိုက်ဖို့ချမ်းသာသေးတယ်ဟုတ်လားဘယ်လိုလဲဒီလိုပေါ့ဒီကဒီသက်ခွင့်နဲ့မသွားရဲ့နေ့မလာရဲ့နေ့ဆိုလို့ရှိရင်အဘိုင်းဘာညာပေါ့ဒီနေ့တော့ဘယ်နှစ်ယောက်ကြပြန်ပြီ အဲ့ဒါမျိုးလေးတွေရှိတယ်။အော်တော်သေးတာကိုခွဲပြီးသေးတယ်။ခွဲပြီးသေးတယ်။အဲ့ဒါသိရမဖို့။ဟမ်သိရတယ်မဖို့။မဖို့။အော်ခွဲတာသေးရနောက်နေသား။အော်ဆိုတော့ဒီစစ်ကောင်စီဘက်ကတော့ဒီလိုရှိတယ်ပေါ့နော်။သူတို့ဒီတရက်ထဲနဲ့အယောက်20ကျတယ်ဆိုပါဆိုစစ်ကောင်စီကသူတို့ရဲ့လူကြီးတွေကိုဟိုအယောက်20လုံးစရင်မတင်ဘူးပေါ့။မာသူတို့မတက်ရဲတော့ဘူးမတက်ရဲဘူး။အဲ့မှာမိုင်းကွင်းလည်းရှိတယ်တက်ကွင်းလည်းဖြစ်နေတော့မတက်ရဲတော့အဒီနေ့10ယောက်စရင်တင်ရင် အဲနောင်တကြရေဟိုမင်းတို့မတက်သေးဘူးလားဘာညာဆိုလို့ရှိလို့ရှင်အဘရေဒီမှာတက်တယ်ထိခိုက်တယ်ရရသွားဆိုပြီးတော့နောက်တဲ့ဆယ်ယောက်ကိုဆင်းရဲပြန်တင်ပြီးဥနေတာဥနေတာအေးဘောဟာမင်းကလည်းဒီကောင်တွေတော်တော်မရိုင်းနဲ့သူတို့ကတော့မတက်ရေမင်းတို့မောင်းတယ်လူလူရောစစ်ကောင်ဒီဘက်ကပဲဖြစ်ဖြစ်တော်လိုင်းဘက်ကပဲဖြစ်ဖြစ်တကယ်လက်တွေ့ဘဝကိုကျန်းကျန်းလန်းကြုံရတာကျွန်တော်တို့ခင်ဗျားတို့ကြည်ထားခုကျန်းတဲ့ညီကိုပစာရီရောသင်တန်းတက်နေတဲ့ပစာရီရောခုလက်ရှိမှာတန်းရင်မှာပဲဖြစ်ဖြစ်အရှိတမ်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကြည် အခြေတန်းအကောင်တွေခင်ဗျားတို့ပိုးသိပါတယ်ဒီလူတွေဘလို့လောက်တယ်ဘလို့ခိုင်းတယ်ခင်ဗျားတို့ပိုးသိတယ်ပိုးကျွမ်းတယ်ဓာတ်တွေကြာကျွန်တော်ကခင်ဗျားတို့ကျွန်တော်တို့ပဲဟိုအလကားနေပြီးတော့อืมဟောလားအလကားရလို့စားတော့ပြီးတော့လကဖုန်းနဲ့ line လွှဲဟိုပြောဒီပြောဟာဘယ်နေရာကြီးတော့တင်းလိုက်ပြီးဒီကောင်တွေကမသေးတော့လားပါဝါရင်းကြီးလားတကယ်တမ်းလက်တွေကြာကြာခင်ဗျားတို့လာကြည့်အောင်ခင်ဗျားတို့ကဟိုဟာတက်လာခဲ့ဒီလေးကေကော ခု1000ကျော်တက်တယ်နောက်တော့3000တက်လာလဲခင်ဗျားတို့ပေးအောင်မှာပဲနေရာကတော့ပေးနေအောင်မှာခု၄ကျော်တယ်မဟုတ်ဒီဘက်ဆက်တက်ခိုင်းအောင်ပေးအောင်မှာပဲဒါမှမဟုတ်ဒီဘက်ကတော့နောက်ဆုံးဖြစ်လို့ဖြစ်သွားတော့မှာမလွှဲတော့လို့ဖြစ်သွားတော့တယောက်နှစ်ယောက်ခင်ဗျားတို့နေရာ300အော်တိုလာနေသေးနေပြီမမြောတာလားလုံးတာဘာမှမဟုတ်ဘူးခင်ဗျားသားသမီးတို့ခေါ်ပြီးတော့တိတ်ဆန်တာအဲ့တော့ငိုတဲ့ကောင်တွေတော့ရှိတယ်ဆိုရှိတယ်အာတိုင်းမှုပို့တယ်ငိုတာဘာလို့တန်ဟာလို့တိုင်းမှုကဘာလို့ငိုတာငိုမှာပေါ့နောက်ကတက်မှမှုကသူ့ဟွာလောက်တယ်လေဆဲလို့ ဒီနေရာကိုရောက်အောင်တက်မင်းနေပဲချင်းအဲ့တော့မင်းတို့မတက်နိုင်ဘူးလားမပြုတ်နိုင်ဘူးလားဆိုတော့ကျွန်တော်တို့ဘာသာတွေကလည်းတည့်တိုင်းပဲလေလူဘက်ကကြောက်တာပေါ့တေမာကြီးကတော့ဒီတက်ကွင်းမှန်ကျွန်တော်တို့ကလက်တွေခံရတယ်လေ तू ကနောက်မှာနောက်စကားမှာအေးဆေးဆိုတော့ तू ကဘာမှမသိဘူးတိုက်ပွဲပဲဖြစ်ရုံပဲရှိကျွန်တော်တို့ကံအောင်လည်းမကောင်းပါဘူးဗျာဘူးရောက်လာဘူးရောက်လာတက်ကတိုင်းမို့လဲစစ်တင်အတွေ့အကြုံမရှိဘူးတဲ့မရှိတော့ပိုးဆိုးတာပေါ့ညောင်းအုံဒီပေးတာဆိုတော့နောက်က ။ဘာဟဲ့ဆိုအော်ချာချာပဲ။ဟုတ်တော့အမ်ဘာမှမသိရှေ့မှာဘယ်နှကောင်တုံးတုံးလဲနေမှာသူပါအတည်။ဟာတလုံးလဲ။မလုံးပဲအဲ့လိုဟဲ့တုံးလုံးနေလဲ။ပြောရဲတဲ့။ပြောလဲပြောရဲဒါပွင့်လင်းပြောပြတာ။ဒီဟွာကိုစစ်တပ်ကိုစော်ကားလည်းမပါဘူး။ဒီတော်လိုင်းကိုလည်းမြောက်ပွင့်ပြောတာတခုမှမပါဘူး။လက်တွေ့ကြအကြောင်းကတော့ကျုပ်တို့ကျုပ်တို့ကိုကြည့်တာ။ ထမဲမစားဟဲမစားငါပြောပဲတပင်ပြင်လို့ချင်းတောက်ပြန်တတ်တော်မှာအတိုင်းပြေးလူနေရတယ်ပေါ့ငါပြောပဲပြေးလူအဲ့ဒါဘယ်ဘယ်လို့ပြောတော့လင်းရင်နဲ့ပါညာဖို့ပေးတာသူလင်းရင်မပြောပါနဲ့ဒုံလာချားရဲ့လင်းရင်တော့လှမ်းကြည့်မမြင်ရဘူးငါကောင်းချားရဲ့ကက်ချင်တက်ချင်ပါလို့ဟုတ်လားချိုးပါလာကြတော့ပြောတာပေါ့ချိုးပါလိုက်ပြောလင်းရင်လားချင်းအာဟေးအာလက်ကုတ်တီးနေကိုရီးယားကိုရီးယားစိုးရင် ။ဘာဖြစ်လို့လဲဆိုတော့ဒီလိန်လာကျဲပြီဆိုရင်နောက်နေမနဲ့မောင်းပြီဆိုတော့တီးတယ်။မောင်းရင်ပြေရောက်။မြေဩသာဖြစ်ပြီလေ။မြေဩသာ။အေးမှမရောက်ဘူး။ကျန်တာကြီးကထူးတလိုက်ပြီးတော့တိတ်တုံပြောချင်းမင်းတို့ဘယ်လိုပြောရမလဲ။သူများသားသမီးတွေအရွယ်ရောက်ဖို့အတွက်နှစ်20လောက်မိသားစုကကျွေးမွေးဆော့ဆော့ပြီးအရွယ်ရောက်အောင်လုပ်ရတယ်ကွာ။အရွယ်ရောက်လာတဲ့အချိန်ကျတော့ကိုနားမလဲတဲ့နိုင်ငံရေးကိုမသိတဲ့စစ်စင်ရေး ဟိုကိုစိတ်မပါတဲ့အဲကိုပေါ်တာဆွဲပြီးတော့ဒီလိုမျိုးအသေးခံခိုင်းနေဆိုတာဒါတော်တော်ရက်ဆက်တာစစ်ကောင်စီကလေတော်တော်လေးကိုရက်ဆက်တယ်အဲ့တော့ဟိုဟိုဘယ်လိုပြောရမလဲမသိတော့ဘူးပေါ့နော်ဒီစစ်ကောင်စီကဘာကြောက်တာမျိုးတွေလုတ်ရတာလဲပေါ့သူများသားသမီးတွေပေါ့နော်